ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေတဲ့တရုတ်နိုင်ငံရဲ့တောက်ပနေတဲ့မျက်နှာစာနောက်ွယ်ကအမှောင်မှိုင်ဆုံးအဖြစ်မှန်တွေကိုဖော်ထုတ်တင်ပြသွားမှာဖြစ်ပါတယ်။စီးပွားရေးရဲ့လုံးဝပြိုလဲကျမှုတနိုင်ငံလုံးနှံပောက်ကွဲထွက်လာတဲ့ဆန္ဒပြပွဲတွေလူအသက်ကိုချိမ့်ချောက်နေတဲ့ကပ်ဘေးနိုင်ငံတော်ရဲ့ဗန်ဒာငွေတွေကိုဖြုံးတီးပစ်ခဲ့တဲ့အကြီးမားဆုံးကြာရှုံးမှုကြီး၁၀ခုနောက်ပြီးအမြင့်ဆုံးအဆင့်နိုင်ငံရေးခေါင်းဆောင်ပိုင်းအတွင်းကအာဏာလွန်ဆွဲမှုနဲ့လောက်ကျန်တပ်ဖြတ်ဖို့ကြိုးပမ်းမှုတွေအထိ ဒီအကြောင်းအရာတွေအလုံးဟာတရုတ်နိုင်ငံဟာတမိုင်းရဲ့အရေးကြီးဆုံးလမ်းဆောင်လမ်းကွာတစ်ခုကိုရောက်ရှိနေပြီဆိုတာကိုညွှန်ပြနေပါတယ်။ကဲဒီတော့ကျွန်တော်တို့နဲ့အတူတရုတ်နိုင်ငံရဲ့အတွင်းရေးတွေကိုတလှာချင်းစီခွာပြီးလေ့လာကြည့်ကြရအောင်ပါ။ပထမဆုံးအနေနဲ့တရုတ်ပြည်မကြီးဟာအခုဆိုရင်တကယ့်ကိုတိုက်ပွဲဝင်မြေတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ပြည်သူလူထုရဲ့ဒေါသဟာဒီရေလှိုင်းလုံးကြီးတစ်ခုလိုအရှိန်အဟုန်နဲ့တိုးမြင့်လာနေပါတယ်။မြို့ကြီးတွေကနေမြို့ငယ်လေးတွေထိဆန္ဒပြပွဲတွေတပိတ်မှောက်မှုတွေနဲ့ အာနာပိုင်တွေနဲ့ထိတ်တိုက်တွေ့ဆုံမှုတွေဟာတစ်ခုပြီးတစ်ခုဖြစ်ပွားနေပါတယ်။စီထွန်းပြည်နယ်လူကျုံးမြို့မှာတက္ကစီမောင်းသမားယာပေါင်းများသာတပိတ်မှောက်ခဲ့ကြပြီးငါတို့ရဲ့ဝင်ငွေကိုပြန်ပေးငါတို့စားဖို့လိုတယ်ဆိုတဲ့ဆိုင်းဘုတ်တွေကိုကင်ဆောင်ပြီးအ धिक လမ်းမကြီးတွေကိုပိတ်ဆို့ခဲ့ကြပါတယ်။ရဲတွေရောက်လာတဲ့အခါမှာတော့ရုံရင်းဆန်ခတ်မှုတွေဖြစ်ပွားပြီးကားသမားအချို့ကိုမြေပေါ်တွန်းလှည့်ခဲ့ရမှာသူတို့ရဲ့ကားတွေပေါ်မှာသွေးစွန်းခဲ့တဲ့အထိပါပဲ။ဒီဖြစ်ရဲ့ဗီဒီယိုဖိုင်ဟာအွန်လိုင်းပေါ်မှာလှင်မြန်သွားပြန့်နှံ့သွားပြီးပြည်သူလူထုရဲ့ဒေါသကိုပုံမိုးဆွပေးခဲ့ပါတယ်။ နိုင်ငံသားယင်းနှိမ့်မြုံနှံသူတွေထွက်ပြေးကုန်ပြီလူသန်းပေါင်းများစွာအလုလမဲ့ဖြစ်နေပြီအခုတက္ကစီသမားတွေတောင်ဆက်ပြီးအသက်မရှင်နိုင်တော့ဘူးဒါကိုသူတို့ပြောတဲ့တာယာဝါပြောတဲ့ခစ်လို့ခေါ်သလားဆိုပြီးတရုတ်ပြည်သူတွေကအွန်လိုင်းမှာမေးခွန်းထုတ်ခဲ့ကြပါတယ်ဒီမကြိမ်သက်မှုဟာတက္ကစီသမားတွေစီမှာပဲရပ်တန့်မနေပါဘူးတချိန်ကနိုင်ငံရဲ့အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့အဆင့်မြင့်အပန်းဖြေကဏ္ဍကလည်းအကျက်တဲတဲကိုထိုးစင်းသွားခဲ့ပါတယ်ရှန်ချမ်းမြို့မှာနှစ်ပေါင်း40တက်တန်းရှိတဲ့မြို့ရဲ့ပထမဆုံးကောက်ကွင်းကြီးဟာ ဘန်နာရေးဆုံးရှုံးမှုတွေနဲ့အစိုးရရဲ့မြေယာပြန်လည်သိမ်းယူမှုတွေကြောင့်စက်တင်ဘာလ20ရက်နေ့မှာပိတ်သိမ်းခဲ့ရပါတယ်။ဒါကြောင့်ကောက်ကွင်းဝန်ထမ်းယာပေါင်းများစွာဟာရက်ပေါင်းများစွာဆန္ဒပြခဲ့ကြပါတယ်။သူတို့ဟာဆယ်သူနှစ်တခုကြာကြာနိုင်ကြတဲ့လာတာနဲ့ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ပြီးနောက်မှာဘာရောကြေးမှမရပဲဒီလုပ်ငန်းမှာအမြင့်ပြတ်စရင်သွင်းခံရမယ်ဆိုတဲ့ချင်းချောက်မှုတွေနဲ့ပဲကြံနေခဲ့တယ်လို့ကြွေးကြော်ခဲ့ကြပါတယ်။အခြေအနေကဒီထက်ပိုဆိုးပါတယ်။ထန်ဆန်းမျိုးကလူနေအိမ်ယာတခုမှာအိမ်ပိုင်ရှင်ယာပေါင်းများစွာဟာစက်တင်ဘာလ15ရက်နေ့က မြို့တော်ခန့်မကိုဝိုင်းပြီးရှစ်နှစ်ကြာပြီပိုင်ဆိုင်မှုထောက်ထားမရသေးဘူးငါတို့အိမ်တွေကိုပြန်ပေးလို့အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်သူတို့ဟာအိမ်ဘိုးအပြည့်ခြေပေးပြီးနှစ်ပေါင်းများစွာနေထိုင်လာခဲ့ပြီမဲ့ပိုင်ဆိုင်မှုဂရန်တွေကိုဘယ်တော့မှမရခဲ့ပါဘူးအဲ့ဒီစားဂရန်တော်တော်များများဟာအိမ်ချမ်းမြေတိဆောက်သူတွေကအစိုးရနဲ့ပူးပေါင်းပြီးဘန်တွေမှာတိတ်တဆိတ်အပေါင်ခံထားခဲ့တာကိုတွေ့ခဲ့ရပါတယ်ပုဂ္ဂလိကကျောင်းဆရာဟောင်းတွေအစားထိုးဆရာတွေနဲ့သူငယ်ရန်ဝန်တန်းယာပေါင်းများစွာဟာ ပြည်내ပညာရေးဌာနကိုပိတ်ဆို့ဆန္ဒပြခဲ့ကြပါဗါးငါတို့ရဲ့ပင်စင်ကိုဘယ်သူအာမခံမလဲငါတို့ရဲ့ကျမ်းမာရေးစောင့်ရှောက်မှုကိုဘယ်သူပေးမလဲဆိုတဲ့ဆိုင်းဘုတ်တွေကိုကင်ဆောင်ခဲ့ကြပါတယ်သူတို့တွေကအများစုဟာဘဝတစ်ခုလုံးကိုပညာရေးအတွက်မြှုပ်နှံခဲ့ပေမဲ့အငိမ့်စားယူချိန်မှာပင်စင်မရှိစေကူတာခွင့်မရှိအသက်ဆက်ဖို့နီးလမ်းမရှိတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်စပါးဝန်ထမ်းတွေကလည်းလာစာတောင်းဆိုတဲ့ဆန္ဒပြပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီးအုပ်စုနှစ်စုခွဲကတစုကလမ်းပိတ်ပြီး နောက်တစ်စုကအဆောက်အဦးခေါင်းမိုးပေါ်တက်ပြီးဆိုင်းဘုတ်တွေဟွေရန်ခဲ့ကြပါတယ်။ငါတို့ကိုလေးလာစာရဲ့လာစာနောက်ကြငွေတွေပြန်ပေးဆိုတဲ့သူတို့ရဲ့အော်ဟစ်တန်ဟာမြို့တစ်မြို့လုံးပဲ့တင်ထပ်နေခဲ့ပါတယ်။ဒီဖြစ်ရပ်တွေအလုံးကပိုကျယ်ပြန့်တဲ့ဖြစ်မှန်တစ်ခုကိုဖော်ထုတ်ပြသနေပါတယ်။တရုတ်နိုင်ငံရဲ့စီးပွားရေးပြိုလဲမှုဟာတောမီလို့ပြန့်ထန်နေပါပြီ။စရင်စရာတွေက2025ခုနှစ်ပထမနှစ်ဝက်မှာစက်မှုလုပ်ငန်းအမြတ်ငွေဟာ17.2ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းပေါင်းတသန်းကျော်ဒေဝါလီခံခဲ့ရပါတယ်။နိုင်ငံခြားကြီးနှိမ့်မြုပ်နှံမှုဟာ69ရာခိုင်နှုန်းထိုးကျသွားပြီးအတရင်ဝင်ငွေဟာအမေရိကန်ဒေါ်လာ4.5ဘီလီယံပဲရှိပါတော့တယ်။ပုံကုန်8.5ရာခိုင်နှုန်းကျဆင်းကအော်လာမှာယူမှု25ရာခိုင်နှုန်းကျုံသွားပြီးပြည်ရင်းဝယ်လိုအားဟာပြိုလဲသွားခဲ့ပါတယ်။အိမ်ချမ်းပြေကဏ္ဍမှာဆိုရင်အပြီးမတတ်နိုင်သေးတဲ့စီမံကိန်းပေါင်း8000ကျော်ကျန်ရှိနေပြီးအိမ်ဝယ်သူ15သန်းကိုထိခိုက်စေခဲ့ပါတယ်။ အလုတ်လက်မဲ့နှုန်းဟာပုံမှန်အခြေအနေတစ်တခုဖြစ်လာပြီးမြို့ပြအလုတ်လက်မဲ့နှုန်းဟာ6.800ခိုင်နှုန်းအထိမြင့်တက်လာကာလူငယ်အလုတ်လက်မဲ့နှုန်းကတော့25ခိုင်နှုန်းအထိရှိနေပါတယ်။ဒါတော့အစိုးရရဲ့တရားဝင်ကိန်းဂဏန်းတွေဖြစ်ပြီးတကယ်လက်တွေ့မှာ90ခိုင်နှုန်းအထိအောင်ရှိနေနိုင်တယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်။အခြေအနေတွေကဒီလောက်ဆိုးရွားနေပေမဲ့အစိုးရကတော့ပြည်သူကိုကူညီမဲ့အစားထိန်းချုပ်မှုကိုပိုပြီးတင်းကျပ်လာပါတယ်။ပြည်သူလုံခြုံရေးအသုံးစရိတ်ကိုဘတ်ဂျက်ရဲ့59%အထိတိုးမြှင့်သုံးစွဲနေပြီး ပြည်သူစီကနေဒဏ်ငွေမျိုးမျိုးနဲ့ယွမ်ဘီလီယံ600အထိကောက်ခံနေပါတယ်။ဒါပေမဲ့ပြည်သူကိုပေးရမယ့်ထောက်ပံ့ကြေးတွေဖြတ်တော့လစာတွေမပေးပဲတာမန်ပြည်သူတွေကိုတော့ချင်း6အတန်တိတ်စေခဲ့ပါတယ်။ဒီအခြေအနေတွေအားလုံးကပြည်သူဒေါသကိုမီးတောက်တစ်ခုကနေတော်မီကြီးတစ်ခုဖြစ်ကူးပြောင်းစေတော့မှအသေးချာပါပဲ။လမ်းပေါ်ထွက်တောင်းဆိုနေတဲ့ပြည်သူတွေရဲ့ဒေါသနောက်ကွယ်မှာသူတို့ရဲ့ဘဝတစ်လျှောက်လုံးစူတောင်းထားတဲ့ငွေတွေနဲ့ဝယ်ခဲ့ရတဲ့အိမ်တွေရဲ့ကံကြမ္မာဆိုးကလည်းရှိနေပါတယ်။ဒါကတော့တရုတ်နိုင်ငံရဲ့နာမည်ဆိုးနဲ့ကြော်ကြတဲ့ တိုဖူးစီမံကိန်းကပ်ပေးကြီးပါပဲဒီစကလုံးကအပြင်ပန်းကြည့်ရင်ခိုင်ခန့်ပုံရပါမယ်အတွင်းမှာတော့တိုဖူးအဖက်တွေလိုပျော့ဖက်ဆွေးမြင့်နေတဲ့အရေးသွေးမမီတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတင်စားခေါ်ဝါတာဖြစ်ပါတယ်ပြန်လည်နေရာချထားရေးအင်အားတစ်ခုမှာနေထိုင်သူတို့ကသူရရှိတဲ့တိုက်ခန်းသစ်ရဲ့ဗီဒီယိုကိုရိုက်ကူးပြသခဲ့ပါတယ်အသည့်ဆက်ဆက်အဆောက်အဦးလို့မထင်ရတော့အောင်လည်ရန်တွေဟာအကွဲပြီးအပေါ်ရန်ဆေးတွေကွာကြနေပါတယ်ဒီလိုအိမ်မှာခမားလုံကြုံတယ်လို့ခံစားရမလားဆိုပြီးလူတွေကမေးခွန်းထုတ်ခဲ့ကြပါတယ် ပြန်လည်နေရာခြားထားရေးအင်အားတခုမှနေထိုင်တဲ့သူတို့ကသူရရှိတဲ့တိုက်ခန်းအသစ်ရဲ့ဗီဒီယိုကိုရိုက်ကူးပြသခဲ့ပါတယ်။ယူနန်ပြည်နယ်မှာတော့ကြေးရွာသားတို့ကသူ့အိမ်ရဲ့ကျန်းကင်းကိုခြေထောက်နဲ့စောင့်မြလိုက်ရုံနဲ့အပ်ကွဲသွားတာကိုပြသခဲ့ပါတယ်။ကွန်ကရစ်ထဲကတန်ချောင်းတွေဟာလက်နဲ့ကွေးလို့ရလောက်အောင်ပြော့ညံနေပြီးဒါကတန်မဏိလားပလတ်စတစ်လားဆိုပြီးလောင်ပြောင်ခဲ့ကြရပါတယ်။ဒီပြဿနာဟာနေရာခြားထားရေးအင်အားတွေမှာပဲဖြစ်နေတာမဟုတ်ပါဘူး။ဈေးကြီးပေးဝယ်ရတဲ့အဆင့်မြင့်စီးပွားရေးစီမံကိန်းတွေမှာတော့ တူဘူးအဖက်တွေဖြစ်နေတာကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဇိုင်ခန်အရာစီမံကိန်းတစ်ခုမှာအိမ်ပိုင်ရှင်တဦးဟာပလတ်စတစ်ဘူးအဖုံလေးတစ်ခုနဲ့ကြမ်းကင်းကိုအပေါက်ဖောက်ပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့လက်နဲ့တူးဆွကြည့်ရမှာအခေါင်းပေါက်တိုင်တွေထဲမှာစောက်လို့ရေးအမိုက်တွေထည့်ထားတာအလေးချိန်အများဆုံးဖြစ်မဲ့နယံတွေကိုရှွန့်တွေနဲ့ရောပြီးတိဆောက်ထားတာကိုတွေ့ခဲ့ရပါတယ်။ Test 2ရန်မီတာကို American Dollar 2200ကျော်ပေးဝယ်ခဲ့ရတဲ့ဇိန်ခန်အိမ်ယာဟာတကယ်တမ်းမှာတော့အသက်အန္တရာယ်ရှိတဲ့တူဘူးတွေတူဘူးဖက်တိုက်ခန်းတွေဖြစ်နေခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ဒီပြဿနာတွေရဲ့နောက်ွယ်မှာစနစ်တစ်ခုလုံးရဲ့ခြုံရင်းချက်တွေရှိနေတယ်လို့ထောက်ပြပါတယ်။ရေယာပန်နာရေးစနစ်လို့ဒေသန္တရအစိုးရတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကိုအကျိုးတူပူးပေါင်းစေတဲ့စနစ်။အရင်ပြီးမတက်ခင်ကြိုယောင်းဝင်ပြတဲ့စနစ်ကလုပ်ငန်းရှင်တွေကိုငွေလိမ်မှုအခွင့်အရေးပေးနေပါတယ်။ကြီးကြပ်မှုအားနေတာအဆင့်မြင့် contract ချတာနဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလက်ပေးလက်ယူမှုတွေကဒီပြဿနာကိုပုံမှန်ဆိုးရွားစေပါတယ်။အာနာရှင်စနစ်အောက်မှာအကန့်အသတ်မဲ့အာနာနဲ့လွတ်လပ်တဲ့ကြီးကြပ်မှုမရှိဘဲ တရုတ်ကွန်မြူနီပါတီအာနာတီမြဲနေသည်မြဒီတိုဘူးဖက်ကပ်ဘေးဟာဘယ်တော့မှအပြည့်အဝဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်တရုတ်ကွန်မြူနီပါတီဟာခန္ဓာကြီးကျယ်တဲ့စီမံကိန်းကြီးတွေတိဆောက်ကြတာကိုနှစ်ပေါင်းများစွာဆွဲလန်းခဲ့တာအလုံးအသိပါပဲနေ့စဉ်တစ်တိုင်းတရုတ်ဟာအခြေခံအဆောက်အုံတွေအတွက်ယွမ်ထရီလီယံ50အမေရိကန်ဒေါ်လာ6.9ထရီလီယံအထိသုံးဆွဲပြီးကမ္ဘာစံချိန်သစ်တွေတင်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုမျက်စိကျိန်းလောက်တဲ့စီမံကိန်းတွေရဲ့နောက်ကဲကအဖြစ်မှန်ကတော့ကြောက်စရာကောင်းပါတယ် စီမံကိန်းတော်တော်များများဟာအကျိုးအမြတ်အနည်းငယ်သာရရှိပြီးဒေသန္တရအစိုးရတွေအတွက်ကြီးမားတဲ့ဗန္ဓာရေးဝင်ထုတ်ဝင်ပို့ကြီးဖြစ်လာခဲ့ပါတယ်။တရုတ်နိုင်ငံဟာကမ္ဘာအဆင့်မီအခြေခံအဆောက်အုံကြီးတွေကိုတိဆောက်ရမှာငွေကြေးအမြောက်များသုံးစွဲခဲ့ပေမယ့်ဒီထဲကအများစုဟာအကျိုးအမြတ်မရှိဘဲငွေဖြုံးတိမှုများတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။အထင်ရှားဆုံးကတော့ဒေါ်လာဘီလီယံ206ကျော်ရင်းနှီးမြှုပ်နှံထားတယ်။အရှိန်အအောင်လျှက်စစ်တအားလွှဲပြောင်းရေးစီမံကိန်းကြီးဖြစ်ပြီး ဒါဟာနိုင်ငံရဲ့ဘန်နာရေးဝင်ပြီးမှုကိုပိုဆိုးစေတယ်လို့ဆိုပါတယ်။အများပြည်သူသုံးစီမံကိန်းတွေထဲမှာပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာယွမ်ဘီလီယံ80ကုန်ကျခဲ့ပေမဲ့မလိုအပ်ဘဲတိဆောက်ခဲ့တယ်လို့ဝေဖန်ခံနေရပါတယ်။အလားတူပဲယွမ်ဘီလီယံ126တသမ6ကုန်ကျတဲ့ကမ္ဘာအရှိဆုံးပင်လယ်ဖြတ်တံတားဖြစ်တဲ့ဟောင်ကောင်မကာအိုတံတားကိုရင်သွားလာအလွန်နှဲပါတာကြောင့်တစိတံတားလူတော်လောင်ပြောင်ခေါ်ဝေါ်ခံရပါတယ်။လျှက်စစ်တမ်းကဏ္ဍမှာဆိုရင်ယွမ်ဘီလီယံ120နဲ့ ယွမ်ဘီလီယံ220ကုန်ကြတဲ့ရေအားလျှက်စစ်စက်ရုံနှစ်ခုစလုံးဟာလျှက်စစ်လိုအပ်ချက်ကျဆင်းနေတာကြောင့်အကျိုးအမြတ်မရှိသလောက်ဖြစ်နေပါတယ်။ဒါအပြင်အရှိအနောက်ဓာတ်ငွေပိုက်လိုင်းတို့ကယွမ်ဘီလီယံ300ကျော်ကုန်ကြမှုကလည်းကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။တည်ယူပို့ဆောင်ရေးဘက်မှာယွမ်ဘီလီယံ220ကျော်ကုန်ကြတဲ့ပေကျင်းရှန်ဟိုင်းအမြန်ရထားလမ်းဟာခရီးသည်နည်းလို့အရှုံးပေါ်နေပြီးယွမ်ဘီလီယံ319.8ကုန်ကြတဲ့ဆွီချန်တိဘက်ရထားလမ်းကတော့ တဘာဝပတ်ဝန်းကျင်ကိုအကြီးအကျယ်ပျက်စီးစေတဲ့နိုင်ငံရေးစီမံကိန်းအဖြစ်ဝေဖန်ခံနေရပါတယ်။ရေးစီမံကိန်းကြီးတွေကလည်းစိုးရိမ်စရာပါ။ယွမ်ဘီလီယံ200ကျော်ကုန်ကျခဲ့တဲ့ကဘာကျော်30ဆယ်ဟာမြေပြုံမှုငလျင်နဲ့စဲကျိုးပေါက်နိုင်တဲ့ဘေးအန္တရာယ်နဲ့အမြဲတမ်းရင်ဆိုင်နေရပါတယ်။နောက်ဆုံးအနေနဲ့စုစုပေါင်းယွမ်ဘီလီယံ900ကျော်ကုန်ကျတဲ့တောင်မြောက်ရေလွှဲပြောင်းရေးစီမံကိန်းကြီးဟာလည်းကြီးရထားသလောက်လက်တွေအကျိုးကျေးဇူးအလွန်နှဲပါတယ်လို့သုံးသပ်ကြပါတယ်။တရုတ်နိုင်ငံဟာငွေကြေးအများကြီးအကုန်ကျခံပြီး စီမံကိန်းတွေလှုပ်ဆောင်ခဲ့တာဟာတကယ်တော့ကြီးမားတဲ့ပြဿနာတွေကိုဖန်တီးနေပါတယ်။စောစောကပြောခဲ့တဲ့အကုန်ကျများတဲ့စီမံကိန်းတွေပြင် Evergrande Group လို့ကုမ္ပဏီကြီးတွေရဲ့ဒေါ်လာ330ဘီလီယံထိရှိတဲ့ကျွေးမီတွေနဲ့ရန်ဝန်းနယ်ပိုလန်မှာအစီအစဉ်ကနေတဆင့်တခြားနိုင်ငံတွေကိုပေးထားတဲ့ဒေါ်လာ1.38ထရီလီယံကျော်တဲ့ကျွေးမီတွေဟာတိုင်းပြည်ရဲ့စီးပွားရေးကိုလှုပ်ခါနေပါတယ်။ဒီလိုငွေကြေးသုံးဆွဲမှုတွေအားလုံးကိုစုစုပေါင်းလိုက်ရင်တရုတ်ကွန်မြူနတီပါတီရဲ့ငွေဖြုံးမှုဟာ1ထရီလီယံ20 ဒေါ်လာ1.85ထရီလီယံကျော်လွန်သွားခဲ့ပါတယ်။ဒီပမာဏဟာဖွံ့ဖြိုးတဲ့နိုင်ငံတစ်နိုင်ငံရဲ့ဆယ်စုနှစ်ပေါင်းများစွာသာဗန်နာရေးဝင်ငွေနဲ့ညီမျှနေပါတယ်။ဒါကြောင့်တရုတ်ပြည်သူတွေကြားမှာနိုင်ငံကလည်းအကျွေးတင်အစိုးရကလည်းအကျွေးတင်ပြည်သူကလည်းအကျွေးတင်လူတိုင်းအကျွေးပင်လေထဲမှာနစ်မြုပ်နေကြပြီဆိုတဲ့စကားဟာရေပန်းစားနေတာမဆန်းပါဘူး။လက်ရှိမှာစီးပွားရေးလူမှုရေးနဲ့ဗန်နာရေးပြဿနာတွေဟာတပြိုင်နက်ပေါက်ကွဲလူနီးပါးဖြစ်နေပါတယ်။ စီးပွားရေးပြဿနာတွေနဲ့အတူတရုတ်နိုင်ငံရဲ့အမြင့်ဆုံးအာဏာချုပ်ကိုင်မှုတွေမှာလည်းပြင်းထန်တဲ့တုံ့ခါမှုတွေဖြစ်ပေါ်နေတယ်လို့သတင်းတွေထွက်လာပါတယ်။မကြသေးခင်ကရှန်ကျန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်း290ပြည့်အခမ်းအနားမှာသမရရှိချင်းပြင်ဟာဘုံနယ်လုတ်ကြံခံရမဲ့ဘေးကနေတည်တည်လေးလွတ်မြောက်ခဲ့တယ်လို့ပြောဆိုမှုတွေရှိခဲ့ပါတယ်။မူလစီစဉ်ထားတဲ့ပွဲကိုနေရာရုတ်တရက်ပြောင်းလိုက်ရတာဟာရှီကိုပြစ်မှတ်ထားတဲ့ဘုံတလုံးကိုလုံခြုံရေးတွေကရှာတွေ့ခဲ့လို့ပါတဲ့။ဒီအခမ်းအနားမှာရှီချင်းပြင်ဟာလူကိုယ်တိုင်ရှိနေခဲ့ပေမဲ့ ဘာမိန်ကုန်းမှမပြောကြပဲအဓိကမိန်ကုန်းကိုဝမ်ဟူနင်ကပြောသွားခဲ့တာကိုတွေ့ရပါတယ်။နိုင်ငံပိုင်ရုပ်သံကထုတ်လင်းတဲ့ပုံရိပ်တွေမှာတော့ရှီဟာမျက်နှာညှိုးငယ်နေတာလမ်းလျှောက်တာမတိမငြိမ်ဖြစ်နေပြီးမျက်လုံးတွေဖောင်းအင်နေတာကိုတွေ့ရတယ်လို့လေ့လာသူတွေကဆိုကြပါတယ်။ဒါကြောင့်သူကိုတကယ်ပဲအာနာရှိလုံးကောင်းဆောင်ဟုတ်နေသေးရဲ့လား။ဒါမှမဟုတ်ဂျောင်းထိုးခံရတဲ့ခံရတဲ့ရုပ်သေးကောင်းဆောင်ဖြစ်နေပြီလားဆိုတဲ့မေးခွန်းထုတ်မှုတွေတိုးလာနေပါတယ်။ဒါအပြင်ထူးခြားတဲ့အပြုအမူတစ်ခုကိုလည်းတွေ့ခဲ့ရပါတယ်။ ရှီချင်းဖြစ်တဲ့အတူလမ်းလျှောက်နေခြင်း၊စကားပြောနေတာကိုနားထောင်နေခြင်းတွေမှာဝမ်ဟာသူ့ရဲ့လက်တွေကိုနောက်ပစ်ထားတာကိုထက်ခါတလေလေတွေ့ခဲ့ရပါတယ်။တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုမှာဒီပြုမှုဟာအထက်လူကြီးတွေကသာလှုပ်ဆောင်နေရှိပြီးလက်အောင်ငယ်သားတွေကတော့ယူသည်တမှုပြတဲ့အနေနဲ့လက်ကိုဘေးချထားရပါတယ်။ကင်မရာရှေ့မှာဝမ်ရဲ့ဒီလိုပြောင်ပြောင်တင်းတင်းမလေးမဆလှုပ်တဲ့ပြုမှုဟာရှီချင်းဖြစ်ဟာတကယ့်အာဏာကိုဆုံးရှုံးသွားခဲ့ပြီးအခုဆိုရင်ဟန်ပြတတ်တတ်ဖြစ်တဲ့ယုတ်သိသမရာတယောက်ဖြစ်ပဲရှိတော့တယ်ဆိုတဲ့သုံးသက်ချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါအပြင်ရှင်ကျန်းရဲ့ရခိုင်ပါတီအတွင်းရေးမှူးမာရှင်းကန်ကိုရုတ်တရက်ဖြုတ်ချခံရတာရှီကျင်းဖျင်ရဲ့အနီးကပ်အကြံပေးတွေမပါဘဲခရီးသွားလာနေရခြင်းတွေဟာသူ့ရဲ့အာဏာဟာအစိတ်စိတ်မှားမှားဖြစ်နေပြီဆိုတာကိုတတ်သိပြနေတယ်လို့သုံးသက်သူတွေကဆိုပါတယ်ပါတီကိစ္စတွေကိုကင်ချီကထိန်းချုပ်အစိုးရကိစ္စတွေကိုလီကျန်းကဦးဆောင်ပြီးစစ်ဘက်ကိစ္စတွေကိုကျန်းယူရှားကထိရောက်စွာဂိုင်းတွယ်ထားချိန်မှာရှီကျင်းဖျင်ကိုယ်တိုင်ကတော့ဘေးကိုရောက်နေပြီလို့ဆိုပါတယ် တရုတ်နိုင်ငံပြည်ရင်းမှာပြည်ထနာရေးတပြုံတစ်ခေါင်းကြီးဖြစ်နေချိန်မှာနိုင်ငံတကာအတိုင်းဝိုင်းကလည်းတရုတ်ကွန်မြူနတီပါတီရဲ့အပြုအမူတွေပေါ်ပြင်းပြင်းထန်ထန်ဝေဖန်လာကြပါတယ်။မကြာသေးမီကပဲဩစတြေးလျဝန်ကြီးချုပ်ခေါင်းနဲ့လက်ရှိအမေရိကန်ဆိုင်ရာတန်မကြီးကေဗင်ရူကတရုတ်ကွန်မြူနတီပါတီကိုအင်ဒိုပစိဖိတ်ဒေသမတည်ငြိမ်မှုရဲ့အဓိကတရားခံအဖြစ်လူသိရှင်ကြားဝေဖန်ပြောကြားခဲ့ပါတယ်။သူကဒီနေ့ကမ္ဘာတဝန်းမှာတွေ့မြင်နေရတဲ့ပြိပခါတွေဟာပေကျင်းရဲ့မဟာဗျူဟာပိုင်းစီရေးပိုင်းနဲ့စီဝါရေးပိုင်းဆိုင်ရာကြီးမန်းချက်တွေကနေ တိုက်ရိုက်မြစ်ဖြားခံလာတာဖြစ်တယ်လို့အတီလင်းပြောကြားခဲ့ပါတယ်။သူကဩစတြေးလျတိုက်ကြီးကိုထပ်ခါတလဲလဲပတ်ပြီးစစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့တရုတ်စစ်သင်္ဘောတွေကိုဥပမာပေးပြီးဒါဟာရှင်းလင်းတဲ့ရန်စားမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ထိုင်ဝမ်ကစစ်ပတ်ကျွမ်းကျင်သူလီကျန်းကလည်းတရုတ်ဟာတောင်တရုတ်ပင်လယ်မှာနေမြေငင်းပွားမှုတွေလုပ်ဖိလစ်ပိုင်ကိုရန်စားအရှေ့တရုတ်ပင်လယ်မှာဂျပန်နဲ့ထိပ်တိုက်တွေ့ပြီးသူ့ရဲ့ရေတပ်အင်အားကို Pacific သမုဒ္ဒရာထဲအထိတဖြည်းဖြည်းတိုးချဲ့နေတယ်လို့ထောက်ပြခဲ့ပါတယ်။ အမေရိကန်စိတ်သောမတ်တက်ကတူကပါမောက်ခါတူကလည်းပေကျင်းဟာရပ်ဝန်းနဲ့ပိုလန်မှာစီစဉ်ကနေတဆင့်တခြားနိုင်ငံတွေရဲ့တယံဇာတာနဲ့အခြေခံအဆောက်အအုံတွေကိုလူရက်ခဲ့တယ်လို့ဆိုပါတယ်။ပညာရှင်တွေကျွမ်းကျင်သူတွေကနေခေါင်းဆောင်ဟောင်းတွေအထိနိုင်ငံတကာအသံတွေဟာပေကျင်းကိုပြစ်တင်ရှုတ်ချလာကြပါတယ်။ဒါဟာဒေတာရင်းနဲ့ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းမှုအတွက်တရုတ်ရဲ့ချဲ့ထွင်လူတွေကြီးမန်းချက်တွေကိုထိန်းချုပ်ရမယ်ဆိုတဲ့ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်တစ်ခုတိုးပွားလာနေတာကိုထင်ဟပ်နေပါတယ်။ဒီကုန်းချုပ်အနေနဲ့ပြောရရင်တော့ တရုတ်နိုင်ငံဟာပြုပြင်ပြောင်းလဲခြင်းနဲ့အသက်တဖန်ပြန်လဲတည်ဆောက်ခြင်းဆိုတဲ့လမ်းကိုရွေးမလားဒါမှမဟုတ်ပြည်သူဒေါသဒီရီလှိုင်းအောင်မှာတိုက်စားခံရပြီးပျောက်ကွယ်သွားမလားဆိုတဲ့တမိုင်းရဲ့အဆုံးဖြတ်ပေးမယ့်လမ်းစုံလမ်းကွာကြီးတစ်ခုကိုရောက်ရှိနေပြီဖြစ်ကြောင်းတင်ပြရင်းဒီနေ့အတွက်အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ